ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတယောက်ပြောထားတဲ့ဒီတောင်ပိုင်းပေါ့တောင်ပိုင်းမှာရှိတဲ့ဒီဒဝဲကိစ္စလေးပြောအောင်ဒဝဲဆိုရှင်ကတိုင်းတိနော်ဟိုအာတိကထတိကထဟုတ်ပြီတိကထပြပါစကမ်းကိုအဲစစ်သေးကြတဲ့ပုံနေပေါ့ KNU ရောဒီ PDF ကောဒဝဲမှာရှိတယ်ပေါ့နော်ဒဝဲခရိုင်မှာရှိတယ်အဲ့ဒီစကမ်းကိုတိုက်နေကြတာကြာပါပြီနော်ဖြက်လေးဖြက်လေးဖြက် ဖြတ်ချင်းတေချာဖြတ်ပြီးတော့တိုက်တာပါအဲတိုက်တဲ့ခါမှာအဲ့ဒီကဗျူဟာမူးနဲ့စစ်တီရဲ့အားလုံးကရွရွချင်ချင်ခုခံပါလေအဲတကယ်လည်းလေးစားဖို့အရင်ကောင်းပါလေဗျာနော်အမ်ဒါဒါမျိုးစစ်ပွဲတွေပေါ့ဟိုတော်တော်များများအထိကျွန်တော် သိရှိထားတာတွေပေါ့နော်ကျွန်တော်နားလည်ထားတာရှိပါတယ်အတော်ဝင်နေပတ်သက်လာရင်အရန်ကို ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်တည်းကခင်ဗျားတို့ကြားမိလားတော့မသိဘူးပဲနော်ကျွန်တော် light တွေကိုစောင့်ကြည့်ရသူဆိုသိပါလိမ့်မယ်ခင်ဗျားတို့တဝယ်မှာ စစ်တပ်နဲ့စာရဖားနဲ့တဘုံနဲ့ဟာဆွေမျိုးပေါက်ဖော်ဆက်ဆံရေးတွေရှိနေတယ်ဆိုတော့ကျွန်တော်ပြောဘူးတယ်ခင်ဗျားတို့ကြားဘူးလဲကြားဘူးလိမ့်မယ်နော်ကြားရင်လည်းကြားလိမ့်မယ်အဲတော့ကျွန်တော် like ကိုတောက်လျှောက်ကြည့်ရတဲ့ဆိုရင်သိလိမ့်မယ်အခုအဲ့ဒီကအဲ့ဒီကျွန်တော်ပြောခဲ့တဲ့ဒီစကားဟာအဓိကစကားထားခဲ့ရပါအဲ့ဘယ်လိုခေါ်မလဲအဓိကစကားပြောသွားပါပြီအခုဒီ view ဟာပေါ့နော်ထိကထ view ဟာကြားခြင်းဟာအဲတတိယအဖြစ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီ ကိုယ့်ရဲ့အတွင်းစီးတွေကနေပြီးတော့စပြီးတော့ပေါက်တာပါတပုံကတော်လို့မဟုတ်ပါဘူးဒီနေရာတွေမှာဖြစ်တာအခုစစ်စခန်းတွေထိခိုက်မှုဆုံးရှုံးမှုတွေမှာတပုံတော်လို့မဟုတ်ပါဘူးမိမိထဲကအဲတော်တော်များများသောဖယဲသီးလိုပဲခေါ်မလားပိန်းနေသီးလိုပဲခေါ်မလားသူတို့တွေရဲ့အာသူတို့တွေရဲ့ဒီဘေးမောသူတို့ကိုယ်ပတာလုံးမှုတွေကအဓိကကြားလို့ပြောလို့ရတယ်။ဘာကြောင့်ကျွန်တော်ဒီချက်ရအောင်ပြောနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘူဟာမှာ စစ်ကူပေးပါတယ်နော်စစ်ကူပေးတဲ့အခါမှာစစ်ကူပေးဖို့တက်ကလည်းတက်ကလည်းပေးပါတယ်နော်အောက်ကလည်းစစ်ကူတောင်းတယ်အထက်ကလည်းစစ်ကူပေးတယ်သို့ပါတော့လည်းပဲဘလို့ဖြစ်လို့ဒီစစ်ကူပေးမဲ့စစ်တီလာမဲ့နေရာရောအင်အားရောဘာဖြစ်လို့အောက်ကဒီတဘုံကတိပြီးအဲ့နေရာကထောက်ပြီးပြစ်နေရလဲဆိုတော့ကိုအဲခဏစဉ်းစားကြည့်ပေါ့ဗျာနော်အဲ့တော့ရောက်တဲ့စစ်ကူအချိန်မှမရောက်ဘူးအချိန်မှမရောက်တော့ ချိန်မှမရဘူးအကုန်လုံးမရောက်တဲ့အတိုင်းတာမျိုးမှာဘာကြောင့်ထိခိုက်သွားသလဲအဲ့တော့လေနဲ့လည်းစိတ်ကူတွေခြာပေးပါလေအကုန်လုံးမချနိုင်ဘူးတပုံကအောက်မှာကျူဆောင်းနေကျူဆောင်းနေတော့စိတ်ကူမချပေးနိုင်မြဲနဲ့တချို့လေဆိုပြန်နောက်ဆုတ်သွားရတဲ့အတိုင်းတာတွေထိရှိတယ်အဲ့တော့နံပါတ်၁ချက်ဒီနေရာမှာဘာပြောလို့ရလဲဖြစ်ပြီးရဲ့ကိစ္စကိုကျွန်တော်ပြောအောင်ပါနော်ဒီစစ်တက်ကကတဲ့ငါစစ်တီးတွေစစ်အဘလိုခေါ်မစစ်ကူပို့မယ်ဆိုတာဟာ တဘောမကျိုတိနေနဲ့အင်းအားနဲ့ကျိုတဲ့စောင့်နေတယ်။ရောက်တာနဲ့ဖမ်းပြီးတော့ပြက်တယ်။ပြက်တော့အဲ့တော့တနည်းအားဖြင့်ဒီညမကြည့်ရင်စစ်စေးရေးမှာသူတို့ရဲ့ဒီလုံထုံးလုံးကြီးအားလုံးထဲမှာကျွန်တော်ပြောခဲ့ပါတယ်နော်ကျွန်တော်အချိန်ချင်းပြောခဲ့ပါတယ်စီမျိုးပေါက်ဖို့ဆက်ဆံရေးတွေရှိနေတယ်ခင်ဗျာစာရဖအစဒီလောင်ကစားတွေရောစီးကိစ္စတွေရော နော်တပုံနဲ့ကားတဲ့တပုံကပဲဖြတ်စည်းနေတာသူတို့ကပဲဖြတ်စည်းနေတာမသိဘူးဒီဟောင်းဒီဟောင်းနဲ့ချက်နေကြတာပဲအဲ့ခုလိုမျိုးဘီဟာကုန်းကြာသွားရောက်တဲ့အထိ အကြံဖြင်းလို့နာတော့ဟိုစစ်တီတိုက်နေတဲ့စစ်တီတွေမှာအပြစ်ဆိုတော့ကျွန်တော်မမြင်ပါဘူးခင်ဗျာနော်ခင်ဗျားတို့အဲ့ဒီဘသူဘသူပေါက်နေလဲဆိုတာကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်ပါတယ်နော်လေ့လာကြည့်တဲ့အခါမှာအဓိကခင်ဗျားတို့စစ်ဆေးသင့်တဲ့အတိုင်းအတာလေးတွေတော့ရှိတယ်အဲ့ဒီအဓိကထားစစ်ဆေးရမယ်ဆိုလို့ရှိရင်အဲကျွန်တော်အလယ်ပိုင်းမှာဓမြမှုဖြစ်သွားတော့နော်စစ်တီတွေရှိတယ်နော်အဲ့ဒီအခုတော့ထောင်ထဲမှာရှိတယ်အဲ့ဒါဘယ်သူဘသူဆိုခင်ဗျားတို့သိပါလိမ့်မယ် အော်ဒီလူတွေမှာအများကြီးဆက်ဆက်နေတယ်သူတို့တွေကိုမေးကြည့်နော်သိမယ်လို့ကျွန်တော်သိတယ်ခုလိုဆိုသူတို့ကခင်ဗျားတို့လက်ထံမှာထောင်ထဲမှာလည်းသူတို့ရှိနေပါတယ်နော်အဲသူတို့စီကချုံမောင်ကြီးမေးကြည့်ပေါ့ဗျာဟိုဘာကြောင့်လဲဆိုတော့အဲဒီလောက်ပဲကျွန်တော်ပြောပြရစီကျွန်တော်ကတော့ကျွန်တော်တို့ဒါတစ်ချောင်းလုံးနဲ့ကျွန်တော်ပြောနေခဲ့တာပဲလေနော်အဲ့တော့ဟုတ်ပြီအဲစစ်တုံးမန်းနေနေဘယ်လိုဖြစ်တော့အလုံးပေါင်း90ပါနော်သူတို့ပြောနေတရားကျော်ဆိုတော့မဟုတ်ပါဘူးနော်အဲဗျူဟာမူ ဟိုပြီးဟာမှုကိုပုံမှုပေါ့ဗျာနော်ပုံမှုကိုသူတို့တပ်ဖြတ်လိုက်တာတော့အဲ့ဒါအမှန်ပါပဲနော်ဘလို့တတ်ဖြတ်လိုက်လဲဆိုလို့ရှိရင်တော့ဒီအတိုင်းပါဗျာတပုံကသူတို့ကျွန်တော်တို့ဒီဒီဖြစ်နေမတိုင်းကမှာတပုံစီကနေပြီးတော့နော်ဟိုစေသူရဒီတပုံတွေစီကနေပြီးတော့ရရှိလာဗီဒီယိုဖိုင်တွေမှာသူတို့စစ်တီတွေအဲသူတို့ဒီစစ်တုံးမန်းတွေကိုဘလို့တပ်ဖြတ်ဆိုတွေ့ပါတယ်နော်ခါလေရေးရဲဆက်ဆက်ဒါကြီးနဲ့နော်ဟိုလက်ပင်းကိုကျွန်တော်ဆက်မပြောချင်ဘူးနော် အဲ့ဒီပုံစံမျိုးပဲပြူဟာမှုကိုတို့ရှင်းလိုက်တယ်ပေါ့ဗျာနော်အဲကျန်တဲ့စစ်တီအယောက်90လဲတို့ဒါစစ်တုံမန်းနေဆိုပြီးတော့မင်းတို့ရေအယုံမလွယ်ပါနဲ့လို့ကျွန်တော်အများနဲ့ပြောပါရနော်ခင်ဗျားတို့စစ်တုံမန်းတွေကအကျုပ်တို့ကိုကြွေးထားပါမယ်၊မွေးထားပါမယ်ထင်ပါနဲ့။တို့တွေကဒီစစ်သေးကြတယ်မှာခရီးစာမရှိပါဘူး။ဒီလောက်စစ်တပ်ဘက်ကတစ်ဖက်သက်ပြစ်ခတ်ရစဲထားပြီးတော့မှပဲ။ဘူဟာဘူဟာကိုအရတိုက်တာပဲလေစဉ်းစားကြည့်။ဒါကအခုချိန်ကြီးဒီနေ့ကနေစပြီးစစ်တပ်က အပြည့်ရဲ့တက်တန်းကထပ်တိုးထားပြီးပြန်နေ။ကောင်းတယ်နော်။ဟိုခင်ဗျားတို့ဦးမေအောင်လိုင်းကလည်းတက်တန်းတွေတိုးအောက်ခြေကစစ်တီတွေကလည်းခံနေရတဖက်ကသဘုံကလည်းအခွင့်ကောင်းอยู่။တနည်းအားဖြင့်ကြည့်ရမယ်ဟဲ့ဆိုရင်တက်တန်းတိုးဝေးတာဘာတူလဲကျွန်တော်သိကျင်တာကဦးမေအောင်လိုင်းတိုးတာဦးစိုးဝင်းတိုးတာအဲတိုးရင်တော့ခင်ဗျားတို့သိချတယ်အဲခင်ဗျားတို့ကခင်ဗျားတို့ကိုရန်ဖြည့်သည်ဖြစ်နေ။ကဲကွာကိုစစ်တီကိုကျွတ်တုတ်ထားပဲကြာကျွတ်တုတ်ထားပဲငကောင်လေးလာတိုက်တိုက်တိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်နော်အဲ့တော့ ပါလေဗျာနော်ဟိုတဘုံကဒီလောက်တိုက်နေအောင်ပါပဲအခုချိန်ထိဒီ April ကုန်ထိပေါ့နော်တဒန်းဆက်တိုးတယ်ဆိုတဲ့ခါကြတော့လေဟလာစဉ်းစားကြည့်ပေါ့ဗျာအဲ့ကျွန်တော်တို့ပြောတာပဲလွယ်မလားခင်ဗျားတို့ပဲအရင်မှန်နေသလားတော့မသိဘူးပေါ့နော်ဟလာအဲ့တော့ဘယ်သူ PDF ဆုံးမျိုးဆုံးမနေမိဒီမှာတဲ့နော်ဖာယုံနေပေါ်တယ်တဲ့ဝီးစီဝါနေပေါ်တယ်တဲ့နော် ကြည့်မရရင်ဒလန်လို့နာမည်တက်ပြီးတတ်တယ်တဲ့ပြောရရင်လည်းစီကံမရှိတဲ့ဗျံပဓာအဖွဲ့စီပါဟုတ်တယ်အဲ့တော့အဲ့လိုအရန်ပေါ်တယ်အဲ့ဒီအဲ့ဒီနေမြင်မှာကျွန်တော်တစ်ခါဆက်ပြောလိုက်ပါမယ် PDF စုံမနေမြင်နေမှာ PDF ပဲဖြစ်ဖြစ်တဘောပဲဖြစ်ဖြစ်စုံမနေမြင်နေမှာဖာယုံပေါ်တယ်မူရစီပေါ်တယ်အကုန်ပေါ်တာလိုချင်တာကုန်ရတယ်နော်လိုချင်တာကုန်ရတဲ့ခါကျတော့အဲ့ဒီရတက်တွေပေါ့အဲ့ဒီမှာ PDF နဲ့အဲ့ဒီနေကန်တက်တွေကလည်းတချို့က PDF နဲ့ခင်ပြီးတော့တစ်ခါတည်းတချို့မူရသွားချနေတဲ့သူတွေရှိတယ်နော် ဈေးသွားချနေသူတွေလောင်းကစားသွားလုပ်နေရှိတယ်သူရှိတယ်ဖာယုံသွားနေသူရှိတယ် KTV သွားနေသူတွေရှိတယ်နော်အဲ့တော့ကျွန်တော်ပြောနေပါလေစင်မျိုးပေါက်ဖို့ဆက်ဆံရေးတွေရှိနေပြီဆိုတော့ကျွန်တော်လွန်ခဲ့တဲ့လအနေငယ်ပေါ့လအနေငယ်အောင်ကရလားမသိပါဘူးဗျာနော်ကျွန်တော်ပြောခဲ့လွန်ခဲ့6လလောက်ရှိပါလိမ့်မယ်ပြောနေကြတာကြာပါပြီနော်အဲ့တော့ဒီအခုချိန်ထိအပြစ်ခံတဒန်းကိုဆက်တိုးထားပြီးတယ်ဆိုတဲ့ခါကြတော့ခင်ဗျာအလူဘယ်လိုခေါ်မလဲဆိုတော့ရှင် သူမရောက်နိုင်လို့တဲ့ပုံစံကအာဘယ်လိုတကြီးအလူရွာသားကောင်းမှုဖြစ်နေပြီနော်အဲသူအနေနဲ့နိုင်ငံရေးမှာပါဝါရဖို့အာဏာရဖို့ဟလာသူဂုံတောင်တောက်ပြောင်မှုဟာအောက်ခြေစစ်တီတွေကခံစစ်တဲ့ကျိုးတုပ်ခံထားတဲ့ပုံစံမျိုးဖြစ်နေတယ်အထက်ကစစ်တပ်ကနော်အထက်ကအမိန့်ဆိုလို့ရှိရင်အမိန့်ပဲနော်ကြည်စံဖောက်မယ်ဆိုရင်တော့မှပဲအထက်ကိုစက်ကလမ်းပေါက်ရသေးတယ်အဲ့တော့အထက်ကအမိန့်မပေးဘဲနဲ့ဘာမှပြစ်လို့မရဘူးဆိုတဲ့အခြေအနေမျိုးရှိရနော် စပလောက်ကြီးပဲဆက်တဲ့ဒီသဘုံတွေကိုမြင်နေရမြင်နေရဒါမှမဟုတ်ချွတ်နေရာတွေမှာဒီကိစ္စနဲ့ပတ်သက်ပြီးကောင်းတာလေးတွေရောရှိတယ်အဲဒါပေမဲ့ဒါချွတ်နေရာတွေမှာကြတော့တော်တော်များများသောအခြေအနေတွေမှာအထက်ကအပြစ်အပြစ်ရထားတဲ့အတွက်ကြောင့်မို့လို့အောက်ခြေစစ်တီတွေကခံရတာများတယ်အဲဆိုလို့ကျွန်တော်ကတော့အထက်ကအပြစ်ရဆိုတဲ့အခြေအနေမျိုးမှာရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့အခြေအနေတွေတော့ရှိတယ်အဲတစ်ဖက်ကသဘုံတွေကအဲရခိုင်စစ်သေးကြွားတွေပေါ့နော်ရခိုင်စစ်သေးကြွားတွေကအဲ့ဒီ PFA တခုကျွန်တော်ကြားလဲကြားခဲ့ဘူးပါလေနော် ိုဘယ်လိုပုံမှာအဲ့ဒီရွာမှာရခိုင်စစ်သေးကြတယ်အများကြီးရောက်နေတယ်ရောက်နေတဲ့ဟာကိုစစ်တပ်ကမြင်တယ်နော်တနက်နဲ့လှမ်းပစ်လိုက်ရတယ်စစ်တပ်ကလုံးဝမပစ်ဘူးဘာကြောင့်လဲဆိုရင်အထက်ကအမိန်ပေးတယ်ရောက်နေတယ်ပြင်းတယ်လုံးဝမပြင်းတယ်ဒီရွာမှာအကုန်လုံးရှိတယ်အဲ့တော့ဟိုဘက်ကနေပြီးတော့လှမ်းပစ်တယ်စစ်တပ်ကဘလောက်တည်းဆိုကနေဖင်လန်ပြတယ်ပစိုးလှမ်းပြမင်းကြီးတွေကလည်းမတော်တရားကြီးလုပ်ပြရတယ်နော်အဲ့ဒါလည်းစစ်တပ်ကမပြစ်ဘူးငြိမ်းနေတယ်ဟုတ်လားဘာကြောင့်လဲဆိုတော့အထက်ကမပြစ်ခိုင်းဘူးねမပြစ်ခိုင်းဆိုတော့မပြစ်နိုင်ဘူးအေးပေါ့ဒီလိုပဲ နောက်နေသားတွေတော်တော်လေးအံကျိတ်ထားတယ်ပေါ့နော်အဲတိတ်မကြပါဘူးအဲ့ရွာတစ်ဖြည်းတစ်ဖြည်းနဲ့တပုံတွေအများများလာလာမသိပါဘူးအဲနောက်မှစုတပြုံနဲ့စစ်တပ်ကလေကြောင်းလာအေးယူသွားတယ်အဲအဲ့လိုမျိုးအခြေအနေမျိုးမှာတော့ပြောရမဆိုရင်စစ်တပ်ရဲ့အထက်ကပေါ့နော် အထက်ကအမိတ်များသည်ဒါမျိုးထိရောက်သွားတာရှိသလိုအများသောအခြေအနေတွေမှာတော့အကူအောက်ခြေစစ်တီတွေကကျွတ်ခံထားရသလိုဖြစ်နေပါတယ်အဲ့တော့သူမရောက်နိုင်နေနဲ့နော်ဟို ရွာတကြီးအလူရွာသားကောင်းမှုမဖြစ်ဖို့လဲအရန်ကိုအရေးကြီးပါတယ်ခင်ဗျာနော်စစ်တပ်ဘက်ကတဲ့တနိုင်ငံလုံးလင်းတာမရှိရင်တဲ့အေးအေးလက်ထဲရောက်ပြီတဲ့အေးပါအမှန်ပါလေနော်အားလည်းမှန်တယ်စစ်တပ်ဘက်ကလင်းတာမရှိရင်တော့တနိုင်ငံလုံးအေးအေးလက်ထဲကိုရောက်တာမှန်ပါလေနော်အေးအေးကအရန်တော်လုံးတော့ပါကွာနော်အဲ့တော့စစ်တပ်ကလည်းဦးမင်းအွန်လိုင်းတာမရှိလို့ရှိရင်မင်းတို့ရခိုင်ပြည်ကနော်အခုလိုမျိုးပေါ့ရဲတယ်ဟလား ကျိုးစင်လာပါပဲဖြစ်တက်ရဲပါလို့ဆိုတဲ့ခေါင်းဆောင်မျိုးရှိရင်မင်းတို့အေးအေးဆိုတာရခိုင်နေရခိုင်တိုင်းသားတွေနစ်နာမှာဖြစ်ပေမဲ့လည်းအေးအေးဆိုတာရုပ်ရေးပြရင်တော့မှနော်ရုပ်ထင်မှာမဟုတ်တော့ဆိုတာတော့သိလုံကြည့်လိုက်ပါနေလေတော့ရနော်အပါအဲ့တော့ထိကရပြူဝမှုကို respect ပါလားမှန်ပါတယ်ထိကရထိကရပြူဝမှုကရုပ်ချင်ခံတိုက်တယ်နော်သူရဲ့ဟိုတက်ကလည်း ပေးသလိုဒါတွေအားလုံးဟာတော့တစ်ချိန်လုံးပေါ့ဗျာနော်ဟိုတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်လုံးရဲ့တဆုဆုပြီးတော့ပောက်ကွဲတာပါဟိုတစ်ခါတည်းသုံးမကြလို့ဒီနေ့ဖြစ်သွားတာမဟုတ်ဘူးနော်ဒီကရဗျူဟာစကန်ကြရဆိုတာနိတစ်ခါတည်းသုံးမကြလို့မဟုတ်2021 20နဲ့23တစ်စစ်ချင်းစီကိုကျွန်တော်တို့ဒီစစ်တက်ကိုဒီတပုံတွေကဖြတ်စည်းနေပြီစီးလဲအကုန်ရတယ်ပြောမှဆိုရင်ခင်ဗျားတို့ဒီဘယ်လိုခေါ်မလဲ ရာရှိအရာခံနေအဆင့်ဆိုတာမပြောနဲ့နော်ဟိုစေးချပါချဆိုတာအဲ့ဒီ 2IC အဆင့်လို့နော်အဲ G1 အဆင့်တို့က G1 အဆင့်တို့ကအစစေးချနေတာနော်မနေ့တနေ့မှရောက်လာတဲ့တမူးလေးတွေဟာသုံးပွင့်နှစ်ပွင့်လောက်လေးတွေကသွားပြောလို့ရှိရင်ဒီကောင်းလေးမှဆဲခံရတာသူတို့ကဆဲခံတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့အဲစက်တက်မှာလည်းဒီမူးရစ်စေးတွေလောင်းကစားတွေနော်ဒီခြာစားမှုတွေကအရန်ကိုစိုးနေတယ်ဆိုတော့သိစေချင်တယ်စက်တက်ဒီဘယ်စလာဆိုတော့မဟုတ်ခင်ဗျားတို့တပုံတွေမှာလည်းဒါမျိုးအရန်ကိုပျက်စီးနေပါပြီနော် ျောင်းနိုင်ငံစစ်တပ်မရှိလုံးဝပျက်စီးတော့မှာပါเนาะအဲညောင်ခြေတော့အချိန်နေညောင်ကျိုးအချိန်နေပြောရမှာဆိုရင်အာညောင်ကျိုးအချိန်နေပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်ပြောခဲ့တဲ့အချိန်နေမှာအချိန်နေကောင်းခဲ့တဲ့မျိုးတည်မှာပါเนาะညောင်ကျိုးကအာကျွန်တော်တို့ဒီတောင်ကုန်းနဲ့တောင်ကုန်းနဲ့အုတ်ရှစ်ပင်လမ်းပေါ့ဗျာเนาะတောင်ကုန်းအုတ်ရှစ်ပင်လမ်းဆိုတဲ့ခါကျတော့ဒီလမ်းကျော်ကြီးကပိတ်ထားဖို့လိုတယ်အဲ့တော့ဒီလမ်းကျော်မှာရှိတဲ့မိုးထီတောင်တော့ နော်မိုးထိမိုးထိပြီးတော့မိုးထိစခန်းကတော့အဲအောင်မှာရှိတဲ့ညောင်ဝိုင်းတို့နော်ပြီးွားရင်ပကံခွဲရွာတို့ကလားလက်တူတို့ပြီးရင်ညောင်ချိုးတို့ပြီးရင်တော့ကျွန်တော်တို့ဒီညောင်ချီတော့ပေါ့ဗျာနော်ညောင်ချီတော့စခန်းအဲ့တော့ဆင်းဆင်းစခန်းနေကြလာဆိုတာမျိုးဟာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့လေးလာလေးလာလာတဲ့အခါမှာသိရှိလာတဲ့အတိုင်းအတာအရဆိုရင်မိုးထီစကန်းကြောင်းပါဆိုလို့ရှိရင်အလုံးအင်အား80နဲ့ခုခံတာပါလို့ကျွန်တော်ကြားသိရပါတော့နော်အလုံး84ရောက်လို့ကြားသိရတယ် စခန်းတော်မှာအစင်သင့်မဖြစ်သေးတဲ့အချိန်မှာအေအေကဝင်တိုက်သွားတာပါအဲ့တော့အစင်သင့်ပြင်ဆင်မှုတွေအားနည်းနေခဲ့တာလို့ပြောရမှာပေါ့နော်စခန်းအစားဆောက်တယ်ဒီပေါ့ညီဝေးချင်းတွေပါလေစတူးနေတယ်တူးနေတဲ့အချိန်မှာအေအေဝင်တိုက်တော့ခံလိုက်တော့ကြောင့်မိုးထီရခဏလေးနဲ့ကျသွားတယ်မိုးထီကျပြီးတော့ဒီဒါကြီးအရတော်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြစ်ကွင်းနေနော်ရန်သူရဲ့ကွင်းနေအရန်ကိုကျဲပါလေကျဲတဲ့ခါမှာဒီမိုးထီမိုးထီပြီးတော့လို့ရှိရင်ညောင်ဝိုင်းဟဟလားညောင်ဝိုင်းလို့ပြီးတော့အဲ့မှာ တနေ့တနေ့မှာအင်အားကအမှ80ဆိုရှင်အောက်မှာ100အဲ့လိုမျိုးလေးတွေနော်100 250အဲ့လိုမျိုးခွဲခွဲပြီးတော့တိုက်ရတာပါတိုက်ရတော့ကြောင့်မလို့တောက်လျှောက်တော့အဲတောက်လျှောက်တော့ကျွန်တော်တို့စခန်းတွေကြားခဲ့တယ်ဝန်ခံရလိမ့်မယ်နော်အဲ့ဒီမှာနောက်ဆုံးပိတ်ဘုံမူးတွေကိုတိုင်ပေါ့နော်ဘုံမူးအဲ့ဒီဘုံမူးနာမည်တော့ကျွန်တော်သိပါတယ်နော်ကျွန်တော်နေနဲ့လည်းမပြောချင်ပါဘူးသူတို့ကိုတိုင်ပင်လင်းမသေးတော့ကြံခဲ့တဲ့သူတွေအများကြီးပါပဲအဲစစ်ပွဲအခြေအနေရဆိုလို့ရှိရင်သူ့ကိုထိတယ်ထိတဲ့အခါမှာ သူတန်ရန်ရတော့ကားထဲတင်တယ်ကားထဲတင်တဲ့အခါမှာကားနောက်ခံမှမတင်မဲ့ရှေ့ခံမှနေလို့တော်သေးတာပေါ့ကားတက်တဲ့ drone ထိတာပါနော် drone ထိတဲ့အခါမှာတယောက်တယောက်ဆိုတာကဂျန်နဲ့ဒီစစ်တီတယောက်ပေါ့နော်ရှာလို့မရတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်အကုန်လုံးကတော့ဟုံနိုင်ဟုံနိုင်ဖြစ်တဲ့အခါမှာအဲ့80ကျော်ကတကယ်တိုက်မဲ့သူက100ရာခိုင်နှုန်းပဲကျန်တော့လားနော်100ရာခိုင်နှုန်း20ရာခိုင်နှုန်းကျန်ပြီးတော့စက်တိုက်တယ်ဂျန်နဲ့ဟာတွေကတော့တီးတီးအရှူရှူနဲ့ပြေးပုံပျောက်ပုံတော့အဓိကတော့ ကပ္ပစာနဲ့ပါစာတွေများပါတယ်နော်ကပ္ပစာနဲ့ပါစာတွေများတယ်အဲဆလတ်တိုက်တယ်တိုက်ပြီးတော့ဟိုဖောက်ထွက်နိုင်ခဲ့တယ်အဲ့ဒီအလုံးပေါင်းရှိမယ်ပေါ့နော်ကျွန်တော်တို့14ယောက်လောက်ကကြာဆုံးနေစွာနဲ့ဖောက်ထွက်နိုင်ခဲ့တယ်အဲ့တော့အဲ့မှာလည်းမိုတီကကြာသွားတယ်မိုတီကြာပြီးတော့အဲကျွန်တော်ညောင်ဝိုင်းတို့နော်ကလားလက်တို့တို့ပြီးရလို့ရှိရင်ပကံခွဲရတရားလေးကုန်လန့်အခုချိန်မှာတော့ကြာတယ်ဖြစ်ကုန်ပါပြီဒီအခုညောင်ကျိုးညောင်ကျိုးကလည်းကျွန်တော်တို့နောက်ဆုတ်လိုက်ရပြီဆိုတော့ အညောင်ကျိုးအပြင်ကျွန်တော်တို့ဒီစင်လန်နဲ့စင်လန်နဲ့ရှုကင်းတာเนาะရှုကင်းတာပြီးွားရင်အဲ့ဒီတချောကနေပြီးတော့ပြန်ပြီးတော့အခုခန်းစစ်ကောင်းကောင်းကိုပြင်ဆင်ထားတယ်။ဘာလဲဆိုတော့အရင်ကဆနာကျွန်တော်ပြောသလိုပေါ့အင်အား80ရာတနေရာမှာနောက်တနေရာမှာပကံခွဲရာမှာတရားအဲ့လိုမျိုးတွေအင်အားတွေဖြန့်ကျက်ထားတယ်ဆိုတဲ့ခါကျတော့ဒီမှာဖြစ်လို့ဟိုကမကွင်နိုင်တဲ့ပုံစံမျိုးဖြစ်တယ်။အခုတော့အားလုံးကစုပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောလိုက်ပါတယ်နော်။ဟိုညောင်ကျိုးက ဘဝကြီးမဟုတ်ပါဘူးလို့ပြောတာပေါ့နော်။အဲကြောင့်ညောင်ကျိုးကျသွားလို့ပြဿနာမရှိသေးဘူး။အခုလက်ရှိရှိနေတဲ့ရှုခင်းတာနဲ့ရှုခင်းတာနဲ့ဆင်လန်မကြဘူးကအရင်အရေးကြီးပါလား။ဘာကြောင့်လဲဆိုတော့ရှုခင်းတာနဲ့ဆင်လန်ကရကြပြီဟဲ့ဆိုရှင်တော့ကျွန်တော်တို့အောက်ကိုဟိုဘယ်လိုခေါ်မလဲ။ညင်နေရပြီလို့ပြောလို့ရတယ်။နော်။ဆင်းနေရတော့မလို့ဘဝကနေလမ်းပြေုံနေတယ်ပြဿနာရှိတယ်။ခေါင်းမိုးတွေကညင်နေရတော့နော်။အဲဒီတော့ကြောင့်မလို့ဒီ အခုလက်ရှိစိုးမိုးနေတဲ့နေရာတွေအားလုံးကလည်းမကြဘူးတက်မလို့အကောင်းဆုံးစူးစမ်းနေသလိုအဲ့ဒီကနေပြီးတော့ခုခံပြင်ဆင်မှုတွေတိတ်ကိုကောင်းပါတယ်နော်အဲနောက်တစ်ခုကစူးစီးသွားပြီပြီးတော့ပြစ်ကွင်ရှင်းသွားပြီအရင်ကတော့ပြစ်ကွင်မရှင်းဘူးစစ်တပ်ကပြန့်ကျဲရတာဥမာပြင်အင်အားကအပြင်အင်အားလည်းအရင်ကတိုက်တဲ့ပုံစံသလိုရှိရင်ထုံထုံအင်အားတွေတိုက်တယ်ထုံထုံအင်အားဆိုတာဟိုကစူပေါင်းစပေါင်းဟိုကလာဒီယာလာဟလာ ကပါစာလာပါစာကလာ အကုန်လုံးလာပြီးတော့စုပြီးတော့စုပြီးတော့ဟဲ့ကျွန်တော်မင်းမင်းမင်းခုနဆယ်ကိုသွား ဲ့လိုမျိုးခွဲပြီးတိုက်ရတာပေါ့နော်ခွဲပြီးတိုက်ရတယ်ခြေနေမျိုးတွေရှိတယ်အခုကျတော့အဲ့လိုစုပေါင်းစပောင်းနေအပြင်ကိုကျွန်တော်တို့အကောင်းဆုံးကိုစစ်တပ်ကပြန်ပြီးခုခံနေအောင်တွေ့ရတယ်အဲ့ချိုးနေရာလေးမှာတော့ကျွန်တော်အနေနဲ့မပြောသင့်တဲ့စကားလေးတော့ရှိတာပေါ့ဗျာနော်မပြောသင့်တဲ့စကားလေးရှိတယ်ကျွန်တော်နားလည်နားလည်သိချင်ကျွန်တော်ကျွန်တော်ဟိုနယ်မြေခံလေးတွေပုံမှာအခြေခံပြီးတော့ကိုးကားပြီးတော့စီရေးသုံးသပ်ချက်တခုပါနော်အဲ့တော့အခုလက်ရှိခုခံထားတဲ့အတိုင်းတာကနေပြီးတော့အကောင်းဆုံးဆက်လက်ခုခံနေစေပါ အဲကျွန်တော်ပြောမှဆိုရင်ညောင်ကျိုးကဘွားကြီးမဟုတ်ပါဘူးเนาะအခုလာမှာတော့အခုကဘွားကြီးလာပါလိမ့်မယ်ဒီဘွားကြီးကတော့ဒီဘွားကြီးကနေဆက်လက်ပြီးအားကောင်းဖို့အတွက်ဘွားကြီးဆိုတော့ကျွန်တော်ပြောဆိုလက်ချောင်းလေးတွေပြားနေတဲ့အချိန်မှာအားနေပါလေလက်ညိုးလည်းအားနေတယ်အလားလက်တကြွေလည်းအားနေလက်တန်းလည်းအားနေတယ်အခုချိန်မှာတော့လက်သီးရဆုပ်လိုက်ပါပြီလက်သီးဆုပ်ပြီဆိုတဲ့ခါကျတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့လက်သီးဆုပ်လိုက်ပြီဆိုတော့အားရှိသွားပြီအားရှိသွားပြီဆိုတော့လက်သီးရဲ့သဘောတရားအရာ လက်တီးအစုပ်ပြီးထိုးမှာဗျเนาะအထိုးရပို့တော့အာယူနေပြီလားတော့ကျွန်တော်တို့အုံကိုဖြစ်စင်အားဖြင့်ကျွန်တော်စောင့်ကြည့်နေသေးပါเนาะအဲ့မျောလင့်ပါတယ်တော့ပါတော့လဲပဲမျောလင့်ထားကမှာပဲဒီနေ့22ရက်နေ့မြောက်ရဲ့ကာချုပ်ကြီးကအပြစ်ခတ်ရစေမှုကိုလာကုန်ထီဆက်လက်ပြီးတော့စုထားပါဆိုတဲ့ခါကျတော့အောက်ကလူတွေကတူတူညာဖြစ်သွားပြီလားကျွန်တော်မသိဘူးတော့ပါတော့ကျွန်တော်ကိုယ်တိုင်ကတူတူဖြစ်သွားเนาะအဲ့ဒီလိုမျိုးလေးဖြစ်သွားတယ်ပေါ့ ဲ့တော့အဲစနကညောင်ကျူးပေါ့နော်ညောင်ခြေတော့အခြေအနေကိုမေးတဲ့သူကျွန်တော်ပြပြမယ်အောက်ခြေရလူတွေဘာမှမပူပါနဲ့ဟုတ်နော်ဟိုအုတ်ရှိပင်းတို့မှာစပေးရှောင်းနေရတွေ့တယ်အဲသူ့ဘာတော့လဲပဲစက်တက်ကြီးပဲလုံများတာမဟုတ်ပါဘူးသူတို့လည်းလုံများပါသူတို့လည်းစဉ်ညနာပြင်းနေအများကြီးပါပဲနော်အေအေကစဉ်းမျက်နှာပြင်ဖွင့်ထားတယ်ဒီစေတူကြအေဒီ PDF တပုံတွေကလည်းစဉ်းမျက်နှာဖွင့်ထားဆိုတော့သူတို့လည်းအများကြီးပဲသူတို့လည်းအလုံများပါတယ်သူတို့လည်းတနေရာလည်းမှမဆုနိုင်ပါဘူးနော်တပုံတွေအားလုံးစုပြီးတိုက်နေတာပါအခုကျွန်တော်ကျွန်တော်ပြောသလို့လေပိုင်းက PDF ချင်းပြည်နဲ့ချင်းပြတ် နော်ချင်းတဘုံပြီးရခိုင်စစ်သေးကြတဘုံနော်ပြီးဒေသခံကုံလုံးတဘုံဒီကားတွေအားလုံးစုပြီးတိုက်နေတဲ့အတွက်ကြောင့်မလို့သူတို့လည်းအလုတ်များသလိုစစ်တပ်လည်းအလုတ်များတယ်အချိန်နဲ့အရရောက်တော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါအခုချိန်ဒီစစ်တပ်ကပန်းပန်လေးရပါပဲခင်ဗျာနော်ဒါကျွန်တော်ညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ညောင်ချီတော့နဲ့ပတ်သက်ပြီးကျွန်တော်သုံးသပ်မှုတွေနေမိခဲ့တယ်နော်အဲ့တော့ကျွန်တော်ဒီစီရင်စီရင်နေရာလေးနှစ်ခုရှိပါပြီခင်ဗျာနော်ကျွန်တော်တို့ပကိုးစည်ရေးတုံးတက်ခဲ့ပြီเนาะကျွန်တော်တို့တောင်ပိုင်းစည်ရေးဖြစ်တဲ့เนาะ အာထိကထဂျူဟာစခန်းအခြေအနေနဲ့ကျွန်တော်သုံးသပ်ခဲ့ပြီးသွားပြီเนาะအဲ့တော့ကျွန်တော်ဆန္ဒက ARV တိုင်းလည်းကျွန်တော်သုံးသပ်ခဲ့ပြီးသွားပြီဆိုတဲ့ခါကြတော့ကြောက်ဖြူကြောက်ဖြူအခြေအနေလေးပြောပြပေးပါအာကြောက်ဖြူကြောက်ဖြူအခြေအနေကအာကျွန်တော်စစ်သေးကြမီဒီယာတွေပေါ့เนาะဒီအေးယခီဒီပေါ်ကောမစ်ဆိုလို့ရှိရင်မီဒီယာတွေကျွန်တော်ကြည့်ပါတယ်ကြည့်ကြည့်တဲ့အခါမှာသူတို့သတင်းအမှားတွေလွှင့်နေအောင်တွေ့ရတယ် အဲဆိုလို့ရှိရင်ဘယ်လောက်လဲကြောက်ဖြူကိုတဲ့အဲဒီမကြီးတိုက်နေတဲ့ကြောက်ဖြူမှာသူလက်နက်ချတာတွေလည်းရှိတယ်ပေါ့အာသူတို့ကပြောတာပေါ့နော်ဒါလက်နက်ချတယ်ပေါ့အဲသူတို့ပြောဖို့ရဆိုရင်အာစီလေးအာကောင်းနေတယ်ပေါ့ကြောက်ဖြူမကြခင်ရတော့မယ်ပေါ့အဲတချို့ကလည်းပြောကြောက်ဖြူကြပြီပေါ့အာအမျိုးမျိုးပေါ့အဲလွဲနေပါလုံးဝလွဲနေပါလားနော်လုံးဝလွဲနေကျွန်တော်တို့ကတော့အမှန်တရားပဲပြောမှာပါနော်ခိုင်းဒုက္ခလို့တော့မှသူ lobby ဆန်သေးတာပဲကွာကျွန်တော်တို့ lobby မဆန်ပါဘူးရှိရှိတိုင်းဖြစ်ရှိတိုင်းကိုကျွန်တော်ပြောပါရနော် ဒီနေ့ဒီနေ့ဒီချိန်မှာဖြစ်ရှိပဲကျွန်တော်ပြောပါရစေဟုတ်အထာနဲ့ရောင်းဝါးဝါသိမလားခင်ဗျားတို့အခုလက်ရှိအချိန်မှာခင်ဗျားတို့ဒီကျွန်တော်ပြန်ကြားရေးလူဖြစ်တဲ့ခါကြပြန်ကြားရေးလူလည်းမထင်တာကျွန်တော်အနေနဲ့ကလူသိများပါတယ်လူသိများတဲ့ခါမှာကျွန်တော်ကိုချစ်ခင်ကြတဲ့ရွာသားလေးတွေအားအစားရှိပါတယ်အဲအားလုံးသောအချိန်ရဲ့ရဲ့ပုံမှာကျွန်တော်ကိုယ်တိုင်လည်းဒီပေါ့နိုင်ငံရေးစီရေးအဖြစ်ဒီလောကထဲမှာကျင်းလည်နေတာဟာဆိုရင်အာ at least 3 decades လို့ပြောလို့ရတယ်ဗောနော်3 decades အာ3 decades အစစ်စနစ်တုံးလို့လောက်လောက်ရှိပြီးတော့ပြောလို့ရပါတယ်နော်အနေအနေငါလောက်အပတ်ဝန်းကျင်လောက်လောက်ရှိပြီးအဲ့တော့အာကျွန်တော်ရဲ့အတွေ့အကြုံနော်စကြဆဆရရပုံမှာအခြေခံပြီးတော့ကျွန်တော်အသုံးသပ်ပြောဆိုခြင်းဖြစ်ပါတယ်ကျွန်တော်ဒီ speaker တယောက်လောက်ဆိုတာ speaker လည်းမဟုတ်ပါဘူးနော်အဲ speaker တယောက်လည်းမဟုတ်ဘူး cell တယောက်လည်းမဟုတ်ပါဘူးကျွန်တော်ဒီ နိုင်ငံရေးလူမှုရေးကို ကျွန်တော်လေ့လာသလိုကျွန်တော်ဒီသုံးသက်တုံးသက်ချက်လို့ပြောသုံးသက်တယ်ဆိုတာမျိုးဟာပြောချင်တဲ့အခါပြောလို့မရအောင်ကျွန်တော်တို့ချက်လက်အခြေအနေ ပေါ်မှာအခြေခံပြီးနိုင်ငံရေးသုံးသက်နိုင်ငံရေးစီရေးသုံးသက်ဆွေးနွေးသူတယောက်ပါနော်ကျွန်တော်စပီကာမဟုတ်ဘူးကျွန်တော်ဆယ်လီမဟုတ်ဘူးနော်ကျွန်တော်ဒီဈေးနိုင်ငံရေးသုံးသက်သူတယောက်ပါအဲ့တော့ အဲအဲ့ဒီပုံမှာအခြေခံပြီးပြောရတာပါအခုကြောက်ဖြူအခြေအနေကျွန်တော်တို့ရိုးသားဆုံးကျွန်တော်ပြောပါမယ်နော်ရိုးသားဆုံးပြောရမယ်ဆိုရင်ကြောက်ဖြူကအဲအလုံးဒီပါနော်အကြောက်ဖြူကိုကြောက်ဖြူထဲမှာတက်တည်ရှိပါသေးတယ်နော်တက်တည်ရှိတယ်တယင်းနေရှိတယ်အဲ့တယင်းတွေကိုထက်ကာထားတဲ့ကျွန်တော်တို့အပြင်မှာ30နှစ်တယင်းရှိမယ်ပြီးရင်ဘောမစရေးတက်စခန်းကြီးရှိမယ်အဲ့ရေးတက်စခန်းကြီးအဲ့ဒီသူတို့ကလည်းသူတို့စခန်းသားကိုဘယ်တော့မှကတ်ခံမှာမဟုတ်ဘူး သူတို့စခန်းနဲ့အနိုင်ဆုံး9မိုင်လောက်ဝေးတဲ့ထီကိုစစ်စစ်ကကစားရမှာဖြစ်တယ်အဲ့တော့မှလည်းကိုယ်စခန်းကလုံခြုံမှာဟုတ်ဗျာနော်အဲ့တော့အဲ့ဒီအခြေအနေထီကိုကျွန်တော်တို့ဒီကြောက်ဖြူကတက်တယ်အားလုံးအားလုံးဒီအခြေအနေကောင်းပါလေအခြေအနေကောင်းတယ်ကျွန်တော်တို့အဲကလဘာတောင်တို့အနောက်တက်ရှေ့ဆက်သွားမယ်ဆိုရင်ဘယ်ရောက်မလဲမလက်ကျွန်းမလက်ကျွန်းဆိုလို့ရှိရင်လည်းမလက်ကျွန်းတို့ဘာလို့ပဲထီကစစ်တပ်ကစုံမထားနိုင်ပါတယ်စုံမထားနိုင်ပြီးတော့အဲ့ပါ စစ်တကခံစစ်တွေခိုင်ခိုင်မာမာတိဆောက်ထားနိုင်ပါလေเนาะတိဆောက်ထားနိုင်တဲ့အတွက်ကြောင့်မို့လို့ကောင်းတယ်သူ့ဘက်တော့လည်းပဲအစစ်တပ်တွေ့တာကလည်းအဲ့လိုမျိုးရန်သူနယ်မြေတဲ့ကျွဝင်လေးလေးတတိထားမဲ့အခြေအနေမျိုးတွေရှိတယ်ခါတလီမှာတော့အငိုင်းမိခဲ့တာလေးရှိတယ်အဲ့ဒါတော့ကျွန်တော်တို့သိတယ်เนาะအငိုင်းမိခဲ့တဲ့အတိုင်းဒါလေးရှိတော့ညာလည်းပဲရန်သူကိုစစ်ကစားထားတာကြောက်ဖြူနဲ့အဝေးကြီးပါသူတို့ကြောက်ဖြူနဲ့ချန်စီယိုတစ်ဖက်ချားလောက်အထိကိုရောက်မှသာလင်ဒါကြောက်ဖြူလို့နာကက်လို့ရပြီလို့ပြောလို့ရတယ်အခုချိန်ကြီးကကြောက်ဖြူနာကိုကတ်ဖို့မပြောနဲ့ ကြောက်ဖြူရဲ့ခံစစ်ကြောက်ဖြူမျိုးရဲ့ဒီဘယ်ခေါ်မလဲဆိုတော့ရှေပြေစခန်းဖြစ်တဲ့အဲစခန်းနောက်ကတ်လို့မနိုင်သေးပါဘူး။အဲစခန်းကလည်းကြောက်ဖြူနောက်ကတ်လို့မရဘူး။ဘာကြောင့်လဲကြောက်ဖြူကတနည်းအားဖြင့်အဲရခိုင်ပြည်နယ်မှာတက်မလို့အတွက်ဖျားပေးထားတဲ့ဖျားတည်ထားတဲ့မြို့ပုံစံမျိုးဖြစ်နေတာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ကြောက်ဖြူဒီတခြားတခြားမြို့တွေနဲ့မတူတဲ့အကြောင်းရင်းကကြောက်ဖြူကိုရိတ်ခါဖြတ်လို့မရဘူး။နော်။ထောက် supply ပေါ့ကျွန်တော်တို့ဒီထောက်ဖို့ လုံးဝဖြတ်လို့မရပါဘူး။ဘာကြောင့်ဆိုတော့ကြောက်ဖြူကရှေ့ဆက်သွားလို့ရတယ်။အနောက်ဆုတ်လို့မရအောင်အနောက်ဆုတ်ရင်ရေပဲရှိတယ်။ရေရှိတော့တက်မလို့မှာကရေတက်ရှိတယ်။ရေတက်ရှိတဲ့ခါကျတော့ရေတက်ကနေပြီးတော့လိုအပ်နေသောရိတ်ခါလူအင်အားလက်နက်အားလုံးကိုပို့ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အမ်းနဲ့လည်းမတူဘူးကြောက်ဖြူသည်။မောင်တော်နဲ့လည်းမတူဘူး။ အဲကြောင့်နောက်ထပ်ရခိုင်ပြည်နယ်လက်သဆုပ်စာမြို့လေးတွေဖြစ်တဲ့ကျွန်တော်တို့တောင်ကုတ်တို့เนาะအဲအဲ့လိုမြို့လေးတွေနဲ့မတူဘူးရေတက်စခန်းရှိနေတဲ့နေရာတွေခုတော်တော်များများမှာကြည့်ကြည့်လိုက်ပါเนาะအဲ့တော့နောက်ကွယ်ကနေအားလုံးကို ထောက်ပံ့ပေးနိုင်တဲ့အစီအစဉ်ရှိတဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့ကြောက်ဖြူကအဲသူတို့ပြောသလောက်မလွယ်တဲ့သူတို့တအိမ်မဆိုးတော်ဖြစ်ခြင်းဖြစ်သွားနိုင်ပါလေကြောက်ဖြူကတက်နေတာတကယ်တမ်းစီစီလုံးလုံးနဲ့တက်ဖိုက်မယ်ဆိုအဲ့တော့နောက်ဆုံးရေရေထဲမှာတက်ရှိတယ်เนาะတက်ရှိတဲ့အတွက်ကြောင့်မလို့ supply အများနဲ့ပေးနိုင်မယ် ကြောက်ဖြူမျိုးကြီးရဲ့လုံချုံတယ်ကြောက်ဖြူမျိုးကိုကာထားသောစခန်းတွေကလည်းလုံချုံတယ်အဲ့တော့ဆစ်ဆက်သွားရင်လည်းအဲ့မှာလည်းစစ်ကကစားရတဲ့ကြောင့်မို့လို့တော့တခါတလေမှာထိခိုက်မှုတွေရှိတယ်အများအားတော့အသာစီးရတဲ့ပုံစံမျိုးတွေအများကြီးတွေ့ရတယ်နော်အဲ့တော့အဲတော်တော်လေးအခြေအနေရှိတယ်ဒီလိုအခြေအနေမျိုးတွေရှိတယ်အေးအေးစစ်သေးကြတပုံနေအနေနဲ့ကအဲကျွန်တော်တို့ဒီထဲမှာကျွန်တော်အများဆုံးပြောခဲ့ပါတယ်နော်အဲဘလိုခေါ်မလဲဆိုတော့စစ်သေးကြများဒီစခန်းတွေစောင့်နေတယ်ဟလာပြီးတက်ကနေပြီးတော့ပြီးတဲ့မြေတွေ အင်္ဂလိပ်တွေရောက်နေသလားကျွန်တော်တို့မေးတဲ့ခါမှာတော့ဒီလိုမေးခွန်းမျိုးတွေရှိလာဝင်ရပါတယ်အခု AA ရဲ့ဝေလက်က AA ကိုအဓိကအင်္ဂလိပ်တွေပြည်내မြေတွေထောက်ပံ့နေတာကဘင်္ဂလားဒေ့ရှ်ဖြစ်သွားပြီအရင်ကအကိုဘက်ကထောက်ပံ့တာလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်တွေတော်တော်များများရခိုင်ပြည်ရောက်လာအဲရောက်လာအင်္ဂလိပ်တွေကဘယ်သူစောက်တာလဲဆိုတဲ့ခါကျတော့ကျွန်တော်မသိဘူးနော်အခုတော့အဲတော်တော်များများပိတ်သွားတာကိုတွေ့ရတယ် အဲတွေ့တဲ့အခါကျတော့ AA ရဲ့ဝယ်ဝယ်ပေါ့သူတို့ AA ကဘယ်ရောက်သွားဝယ်လဲဆိုလို့ရှိရင်ဘူးတိတော်မောင်တို့ဘက်ကနေသွားဝယ်ရအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲသူတို့လည်းအခုစကန်းနေကြီးကြီးမားမားမှာတေချာစောင့်နေပါလေသူတို့အင်္ဂလိပ်တွေတော့ခိုင်ပါနော်တတိထားပါခင်ဗျားတို့3နောင်120မမလောက်နေလဲသူတို့မဖြုံပါအောင်120မမဆိုလို့ရှိရင်သူတို့သေဖို့မလွယ်ဘူးပေါ့နော်အဲ့လိုမျိုးကြောက်ဖို့မလွယ်ဘူးနောက်တစ်ခုက AA ဘယ်ဖြစ်ဖြစ်ပေါ့နော်ဒီစေတရတပုံတွေအခုတိုက်နေပုံစံကခင်ဗျားတို့ ကျွန်တော်တို့အချိန်အများကြီးရသေးလားအောင်နော်ထပါကဲအချိန်ကတော့အခုမရဘူးဆိုတော့ဒီကိစ္စကိုနောက်မှကျွန်တော်ဆက်ပြောပါမယ်ကျွန်တော်ဒီနေ့ဒီလောက်မှာပဲကျွန်တော်စီးရေးနိုင်ငံရေးတုံ့တက်မှုလေးတွေမရသေးဘူးဒါမဲ့လည်းလိုအပ်တာလေးပြောပါမယ်အဲ့တော့ကျွန်တော်တို့အချိန်ကတော်တော်လေးလဲရှားပါပါတယ်နော်အချိန်မရတဲ့ခြားတွေကနေကျွန်တော်ပြောတာပါအဲ့တော့ကျွန်တော်ဆိုလိုချင်တာကအခုအဲကျွန်တော်ရဲ့ဗီဒီယိုလေးတွေပေါ့နော်ကျွန်တော်တစ်ခေါက်တစ်ခေါက်ပြောပြပါလို့ရှိရင်ဒီ နိပိန်ငပိန်လေးတွေပေါ့ငပိန် channel လေးတွေမှာအများကြီးတင်နေတွေ့ရတယ်ဆဲဆိုတောင်းညံ့နေရလဲတွေ့ပါတယ်တွေ့တော့တခုတော့ရှိရသူတို့လည်းမှားလိုက်မှာမဟုတ်ဒီကနေသူတို့လည်းစောင့်ကြည့်နေမှာကူကိုစောင့်နေမှာကျွန်တော်သိတယ်အဲ့တော့ကျွန်တော်တနာလို့ထားရတဲ့ channel လေးတွေရှိတယ်ဥမာဖြစ်ကျွန်တော်ရဲ့ video တွေကိုသူတို့ပြန်ကူပြီးတင်တယ်တင်တဲ့အခါမှာကျွန်တော်ကအကယ်၍ဟိုမနစ်သက်လို့နော်ဟို report တင်လို့ရှိရင်သူတို့ channel လေးဒုက္ခရောက်မှာနော် တော်တော်ကြီးကိုရိုင်းဆိုင်တဲ့သူတွေကိုကျွန်တော်တို့ report တင်လိုက်ပါတယ်။တချို့ဆိုလာတောင်းပန်တာတွေရှိတယ်။တချို့ဆိုလို့ရှိရင်ပြန်တင်ပြန်တင်တာရေတို့ရတာတောင်းပန်တာတွေရှိတယ်။သူတို့ဘယ်လိုလဲဆိုတော့ကျွန်တော်မသိတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းသိပြီးတော့စာရိုက်ပြန်လည်းမရှိပါဘူး။အဲ့တော့အခုဥမာဖြစ်ဟိုဒီမှာ time မှာပါလဲဒုက္ခရောက်နေကောင်းလေးရှိပါလေဟိုဟာငါးကောင်ကနော်သူတို့ဘွားလေးကြီးဟိုတခါချင်းမောင်ကြော်နေအောင်စီမပါလို့ဆိုတဲ့အခြေအနေမျိုးလေးတွေရှိရပါတော့။အဲသူတို့လေးဆိုအဲဆဲဆိုတောင်းကြတဲ့နေရာလေးမြင်နေ။အဲ့တော့ မင်းတို့တည်ထားဖို့ကအခုမလုပ်ရက်လို့ပါနော်။ဘာကြောင့်လဲဆိုတော့မင်းတို့ဘွားလေးတွေအခုတော်လန်ရေးဆိုတဲ့အချိန်တွေအောက်မှာဘွားတွေလည်းပြတ်နေကြတယ်။ YouTube ဆိုတဲ့ channel လေးဟာမင်းတို့တွေအတွက်စာရေးနေရေးဝေရေးဆိုတဲ့အချိန်တွေမျိုးလေးတွေရှိတယ်။အဲ့တော့အခုအနေနဲ့အဲ့ဒီမြေတင်တာလေးအားလုံးကို bullying cyber bullying နဲ့ကို report တင်ရတော့လကောင်းနော်နောက်တစ်ခုက copyright နဲ့တင်ရတော့လကောင်းအခုတင်လိုက်တာနဲ့ copyright strike မိပါတယ်မိရတော့ကြောင့်မလို့အခုမလုပ်ရလို့မလုပ်တာလို့ပဲသဘောထားလိုက်ပါနော်နားလေထားပါ အချို့ဆိုရှင်အခုတင်တဲ့သူကြောင့်ဆက်မတင်ရတော့သွားကြည့်လိုက်ပါเนาะအဲ့တော့အခုအနေနဲ့ကစိတ်အဲ့လိုလည်းအရန်ကြီးတယ်လေသူများမရက်ဆက်ချင်ပါဘူးเนาะမင်းတို့ဆဲဆိုနေလိုက်ရတွေ့ရနော်ဟုတ်လားအာမင်းတို့နားလည်စေချင်တယ်အခုလုတ်လို့ရတာလည်းမလုတ်တာဆိုတော့နားလည်စေချင်တယ်နော်ဒီ channel လေးဆိုရင်ကိုယ်ဆဲဆိုနေရ channel လေးတစ်ခုကိုမနေရပဲအခု video တစ်ခုလားမသိဘူးကိုတင်ပေးလိုက်ပါလေတင်လိုက်ခါမှာဟာကိုကြီးကစတာပါဗျာကိုကွာဆိုတော့ဖြစ်လာတယ်နော် အဲ့တော့အမ်အားလေးအထူးကပြောချင်တာပါလေးလေးဆက်ဆားနဲ့တင်တယ်ဟာလာကောင်းကောင်းမွန်တင်တဲ့သူတွေအားလုံးကိုအခုအနေနဲ့ဘာမှမပြောလို့ဘူးအရင်ကြီးကြီးနဲ့ဆဲဆိုတယ်မကောင်းတဲ့သူတွေတော့အခုအနေနဲ့အခုစိတ်ခတ်မတင်တဲ့နေ့ပေါ့ဘာကြောင့်အခုအနေနဲ့တင်မယ်ဟိဆိုရင်အနိုင်ဆုံးဟာကိုယ်ကမိနစ်40လောက်ချိန်ပေးရတယ်နော်မိနစ်40မိနစ်30နိုင်ဝက်အနိုင်ဆုံးချိန်ပေးရတယ်အဲ့တော့အဲ့လောက်ထိလည်းအခုအချိန်မပေးနိုင်ဘူးနော်အားတွေလွတ်ထားလိုက်တာလွတ်ထားလိုက်တာပဲဒါပေမဲ့စိတ်ကတိကောက်ဖြစ်တဲ့နေ့မျိုးဆိုလို့ရှိရင်တော့ အာကို report တင်ပါတယ်အဲ့ဒီဘယ်ဘယ် channel ဘယ် channel မဲပေါင်လဲတော့ကျွန်တော်မသိဘူးဗောနော်အဲ့ချင်းအဲ့ဒီမှာကျွန်တော်စိတ်ကတိရောက်ဖြစ်တဲ့နေမှာစိတ်နည်းနည်းမကြည်တဲ့နေပေါ့မကြည်တဲ့နေမှာကျွန်တော်ကြည့်လိုက်တယ်ကြည့်လိုက်ဟာငါဗီဒီယိုဒီမျိုးလုပ်ထားတာပဲဆိုတော့အေးအဲ့တော့ဖြစ်တယ်အေးဒီလောက်ဖြစ်တယ်ဒီကောင်နည်းနည်းပညာပေးဦးမှာဆိုပြီးတော့ဗီဒီယိုလေး၃ခုလောက်ကိုအခု report တင်ပေးလိုက်ပါတင်ပေးလိုက်ခါမှာတော့ channel လေးတွေထွက်ပြေးကုန်တော့ရှုပ်ဆိုကိုယ်ဘလောက်ပြီးအောင်ထွက်ပြေးကြပါလားမဆိုလို့ကျင်တာအခုအချိန်မင်းပြေးနေတဲ့နံပါတ်၁ချက်နော်နံပါတ်၂ချက်ကမင်းတို့လေးတွေကိုတနာတာနံပါတ်၂ချက်နော် အဲနံပါတ်3ချက်အနေနဲ့ကမင်းတို့လေဘလော့ဒီဒုက္ခရောက်ဆိုတာကိုကောင်းကောင်းသိတယ်အကိုစီးရင်နိုင်ငံရေးသုံးသက်တာပါနော်အားလေသိစေချင်တာပါအကိုချိန်တိုင်းအားလုံးရှိပါကက်ထားပါတော့ကျွန်တော်ဒီနေ့စီးရင်နိုင်ငံနိုင်ငံရေးအခြေအနေတွေအကုန်လုံးကအများကြီးအရေးကြီးနေအခြေအနေဖြစ်တယ်နော်ဟုတ်လားအဲ့တော့ဂျေဇုအများကြီးတင်ပါတယ်နော်လက်ဆက်ဂျေဇုအများကြီးတင်ပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်ပြောပြပါလိမ့်ကျွန်တော်စပီကာလည်းမဟုတ်ဘူးလို့ကျွန်တော်ဆယ်လီလည်းမဟုတ်ပါဘူးနော်ကျွန်တော်စီးရင်နိုင်ငံကျွန်တော်ဂရိုင်းလေ့လာနေတယ်ကျွန်တော်သိတာလေးကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်နဲ့ ကျွန်တော်ချစ်ခင်တော့သိကျင်တော့သူနဲ့အရင်ပြန်ရှယ်ရခြင်းပါဆိုလိုချင်တာကလေကျွန်တော်ကတော့လက်ဝဲရမ်းစိတ်ဝင်စားတာလက်ဝဲလက်ဝဲဟိုမြန်မာလက်ဝဲပေါ့အဲ့ချိန်မှာမြန်မာမြန်မာလက်ဝဲကိုကြည့်ချုံရမ်းကြည့်ကျင်တာအာကြည့်ကျင်လိုက်ရလက်ဝဲပိတ်တာကြီးလို့ဖြစ်ဟာဘယ်ကလိုက်လွင်လဲဘယ်ကမှလိုက်ကြည့်လို့မရအောင်အာသူများအတူချုံနေလိုက်ကြည့်ရတာဆိုလိုချင်တာကကိုယ်လည်းသိကျင်တယ်အားလုံးသိကျင်တယ်စိတ်ချင်းတူတယ်စိတ်ဆန္ဒချင်းတူတယ်ဆိုတော့အားလုံးစုပြီးတော့ဒီစည်ရေးသတင်းလေးတွေကိုကျွန်တော်အနေနဲ့လေ့လာပြီးတော့ကျွန်တော်သိသမျှကိုပြန်ပြီးတော့ပြောပြတာပါเนาะအဲ့တော့ဘာမှလည်းဟိုမရှိပါဘူးเนาะ